နတ်ဆိုးတတိဒါမှမဟုတ် Devil Fruit လို့ပြောလိုက်တာနဲ့ One Piece fan တွေရော One Piece fan မဟုတ်တဲ့တခြား anime fan တွေပါစားသုံးသူကိုစွမ်းအားရပေးနိုင်တဲ့တတိတွေလို့အ ਨੇ ချင်းတော့တီမီခေါမီတည်ထားကြမယ်လို့ထင်ပါတယ်နဆိုးတတိတွေကအစားဆုံးသူကိုစွမ်းအားရပေးနိုင်တယ်လို့အပြန်အလှန်အနေနဲ့အစားဆုံးသူတွေကပင်လယ်ထဲမှာရေကူးနိုင်စွမ်းကိုဆုံးရှုံးသွားရပါတယ်။ရရှိလာတဲ့စွမ်းအားရပုံမူတည်ပြီးနဆိုးတတိတွေကိုလော်ကီယာဖာမေရှာနဲ့စွမ်းဆိုပြီးတော့အမျိုးအစားသုံးမျိုးခွဲခြားထားပါတယ်။ အဲ့ဒီတက်ကမှလော်ဂီယာမျိုးစားနတ်ဆိုးတစ်တီတွေဆိုတော့အကျန်းအပြင်းတော့စားသုံးသူကိုမီးရေလေးမီးစားတဲ့သဘာဝအတိုင်းတည်ရှိနေတဲ့ dressing တွေရဲ့စွမ်းကိုပေးနိုင်တဲ့တစ်တီတွေပါဒီဗီဒီယိုထဲမှာတော့ one piece ကဘာမှတည်ရှိနေတဲ့အတန်းမအောင်လော်ဂီယာမျိုးစားနတ်ဆိုးတစ်တီတွေရဲ့အကြောင်းကိုရှင်းပြပေးသွားပါမယ်နံပါတ်9 Morimori no Mi Morimori no Mi ကတော့လော်ဂီယာမျိုးစားနတ်ဆိုးတစ်တီတစ်လုံးဖြစ်ပြီးအသုံးပြုသူကိုသစ်သားရီတစ်ပင်တွေနဲ့ပတ်သက်သမျှအရာအလုံးကိုဖန်တီးတာထိန်းချုပ်တာနဲ့အသွင်ပြောင်းလဲတာတွေကိုလုံဆောင်နိုင်စေပါတယ် ဒီအသီးကိုတော့ရေတပ်ပေါ်မူကျော်အသစ်ဖြစ်တဲ့အတမေရဲ့ green book ကစားထားတာဖြစ်ပါတယ်။တခြားလူကရမျိုးစွာတွေနဲ့မတူဘဲနဲ့ဒီအသီးကစားသုံးသူရဲ့ခန္ဓာကိုယ်ကိုတက်ပင်ကြီးတစ်ပင်ဖြစ်ပြောင်းလဲစေနိုင်ပြီးတော့စားသုံးသူရဲ့ခန္ဓာကိုယ်တစ်ခုလုံးပြက်စီးသွားခဲ့ရင်တောင်မှခန္ဓာကိုယ်အသစ်ကမြေကြီးကနေအပင်တစ်ပင်လိုပြန်ပေါက်လာမှာဖြစ်ပါတယ်။ဒါအပြင်ရန်သူတွေကိုနွယ်တွေနဲ့ရစ်ပတ်ဖမ်းချုပ်တာအမြင့်တွေနဲ့ပတ်ပြီးရန်သူခန္ဓာကိုယ်တွေကရေတပ်တွေကိုဆောက်ယူပစ်တာတွေအပြင်တက်ပင်တွေနဲ့ပတ်သက်တဲ့တိုက်ခိုက်မှုတွေတော်တော်များများကိုလှုံ့ဆော်နိုင်တာပဲဖြစ်ပါတယ်။ အဲဒီအသီးရတစ်ခုတည်းသောအားနည်းချက်ကတော့မီးဖြစ်ပါတယ်။နံပါတ်6 Mary Marino Mee ဒီအသီးကိုတော့အစားက One Piece Salon ရဲ့ MC ဖြစ်တဲ့ Luffy ရဲ့အကိုဖြစ်သူကစားခဲ့တာပဲဖြစ်ပြီးတော့ Ace တည်ဆုံးသွားပြီးတဲ့နောက်မှာတော့ညီဖြစ်သူ Sabo ကစားခဲ့ပါတယ်။ဒီအသီးကအသုံးပြုတဲ့ခန္ဓာကိုယ်ကိုမီးတောက်ဖြစ်ပြောင်းလဲနိုင်ပြီးလာတိုက်ခိုက်တဲ့ရန်သူမှန်သမျှကိုလောင်ကျွမ်းသွားစေနိုင်ပါတယ်။ဒီအသီးကတိုက်ခိုက်တဲ့နေရာမှာအတော်လေးကိုအသုံးဝင်တဲ့နတ်ဆိုတတိဖြစ်ပါတယ်။အသုံးပြုသူကမီးတောက်တွေကိုထုတ်လွှတ်တာ၊ပဝန်းကျင်ကမီးတွေကိုထိန်းချုပ်တာစားတဲ့ ်မိဘအခြေခံတဲ့စွမ်းအပြင်းတိုက်ခိုက်မှုတွေအပြင်ရုပ်ပိုင်းဆိုင်ရာခုခံနိုင်စွမ်းကိုလည်းတိုးမြင့်နိုင်ပါသေးတယ်။နံပါတ်၅ကိုရိုကိုရိုနိုမီကိုရိုကိုရိုနိုမီကတော့လော်ကီယာမျိုးစားနတ်ဆိုးတစ်တီးတွေကတလုံးဖြစ်ပြီးအသုံးပြုသူကိုလျှက်ဆဲဖြစ်ပြောင်းလဲသွားစေနိုင်တာဖြစ်ပြီးရက်စက်တဲ့တွေကိုစိတ်တိုင်းချထိန်းချုပ်နိုင်တာဖြစ်ပါတယ်။အဲ့ဒီအသီးကိုတော့ကောင်းဝင်နိုင်ငံကအေနယ်ကနေစားခဲ့တာဖြစ်ပါတယ်။အဲ့ဒီအသီးကိုအသုံးပြုသူရဲ့တိုက်ခိုက်မှုဟာတာမန်အားဖြင့်တော့မမြင်ရပါဘူး။အသုံးပြုသူကခန္ဓာကိုယ်ကနေလျှက်ဆဲကိုပဲတည်တံ့ထုတ်လွှတ်တာဖြစ်လို့ပါ။ ဒါအပြင်လျက်စိနဲ့တိုက်တဲ့တိုက်ခိုက်မှုဖြစ်တဲ့အတွက်လျင်မြန်ပြီးထိလို့လည်းမရပါဘူး။ဒါအပြင်ကမှဒုက္ခနာကိုတစ်ခုလုံးကိုရျက်စိတတ်တွေဖြစ်ပြောင်းပြီးမိုးကြိုးလိုအလင်းနဲ့ရွေလျားနိုင်သလိုကောင်းဝင်ကနေအချိန်မီမိုးကြိုးတွေလည်းဖြစ်ချလို့ရပါသေးတယ်။ဘိုးဘီဆိုင်ဝင်သားဘကောင်နာကအသုံးပြုသူကအကဲရလိုအပ်ရင်ကိုယ်နှလုံးကိုကိုယ်လျက်စိနဲ့ရှော့ရိုက်ပြီးတော့ပြန်ခေါ်အောင်လုပ်လို့ရပါသေးတယ်။ဒီလိုပြားအပြင်းနဲ့ဆိုးတဲ့ဒီတလုံးမှာလည်းအာနိကျဲဆိုတာကတော့ရှိလို့နေပါသေးတယ်။အဲ့ဒါကတော့ rubber ပါ။အဲ့ဒါကြောင့် rubber အသီးစားထားတဲ့ Luffy အပေါ်မှာတော့ဒီအသီးရဲ့တည်ရောက်မှုကဘာမှကိုရှိမနေတာပါ။ အဲ့ဒီအားနဲ့ချက်တစ်ခုကလွဲရင်တော့ဒီအသီးကတော်တော်လေးကိုမိုက်တဲ့နတ်ဆိုးတစ်သီးတစ်လုံးပါနံပါတ်၄ဖီကာဖီကာနိုမီဒီအသီးကတော့နောက်ထပ်လိုကီယာမျိုးစားနတ်ဆိုးတစ်သီးတွေကတစ်ခုဖြစ်ပြီးအသုံးပြုသူရဲ့ခန္ဓာကိုယ်ကိုအလင်းဖြစ်ပြောင်းလဲစေနိုင်ပါတယ်ဒီအသီးကိုတော့ရေတပ်ပူမှုချုပ်ကီဇာရူကစားခဲ့တာဖြစ်ပါတယ်ဖီကာဖီကာနိုမီကအသုံးပြုသူရဲ့ခန္ဓာကိုယ်ကနေအလင်းထုတ်လွှတ်နိုင်တာလက်ကနေလေဆာအတန်းတွေပြည့်လွှတ်နိုင်တာအလင်းရဲ့အရှိန်နဲ့ရွေလျားနိုင်တာ အလင်းသားတို့အရာမျိုးကိုဖန်တီးနိုင်တာစားရစားရအလင်းကိုအခြေခံတဲ့တိုက်ခိုက်မှုမျိုးစုံကိုပြုလုပ်နိုင်စေပါတယ်။ဒီအစိုးရအားနဲ့ချက်ကတိုက်ခိုက်မှုတွေအကုန်လုံးကအလင်းလိုဖျက်မြောက်တဲ့နယ်မှာတွားနိုင်တာဖြစ်ပါတယ်။အဲဒါကြောင့်ပဲမှန်လို့ရမျိုးနဲ့ကာထားနိုင်မယ်ဆိုတော့သူ့ရဲ့အစွမ်းတွေကမတက်ရောက်နိုင်ပါဘူး။နံပါတ်3ဟီယဲဟီယဲနော်မီဒီရတီရဲ့အစွမ်းကတော့အတုံးပြူသူကိုရေခဲဖြစ်ပြောင်းလဲနိုင်စွမ်းဖြစ်ပါတယ်။ဒီနာဆိုအထိကတော့ရေတပ်ပုံမှုချုပ်ဟောင်းအိုကိုဂျီကစားခဲ့တာဖြစ်ပါတယ်။ အသုံးပြုသူကရေခဲနဲ့ဆိုင်တဲ့တိုက်ခိုက်မှုတွေများစွာကိုပြုလုပ်နိုင်ပါတယ်။ဥပမာအားဖြင့်ရန်သူကိုရေခဲပစ်တာ၊ရေခဲအချုံတွေနဲ့ပစ်တာ၊ရေခဲကိုဓာတ်ပုံစံဖန်တီးပြီးတိုက်ခိုက်တာ၊ပေလယ်မျက်နှာပြင်ကိုရေခဲပစ်နိုင်တာတွေဖြင့်ဂျိုးကြီးတစ်ခုလုံးရဲ့ရာသီဥတုကိုတော့အမြဲတမ်းစောင်းရသည်ဖြစ်နေအောင်ပြောင်းလဲနိုင်တဲ့အထီးကိုကျမ်းပါတယ်။ ဒီတတိယဆွမ်းအားကြောင့်ပဲအိုကိုဂျီကအကိုင်းနုလိုလူမျိုးကိုဆဲရကြအောင်ရှင်းတနိုင်ခဲ့ပါရီ။နောက်ပြီးဟီယာဟီယာနိုမီယာဇလန်ထဲမှာအသုံးပြုသူကိုပင်လယ်ထဲနေမြုပ်သွားတာကနေကာကွယ်ပေးနိုင်တဲ့နတ်ဆိုးတတိယအချို့တွေကတခုလည်းဖြစ်ပါရီ။ဒီအသီးနဲ့ဆိုရင်တော့ပင်လယ်ထဲကိုမတော်တဆပြုတ်ကျသွားရင်တော့ပင်လယ်ရေတွေကိုခဲပစ်လိုက်လို့ရပါရီ။နံပါတ်1မာဂိုမာဂိုနိုမီဇလန်ထဲမှာယာမယာမီနိုမီတာမရှိခဲ့ဘူးဆိုတော့ဒီအသီးကလော်ကီယာမျိုးစားတွေထဲမှာအကျန်းဆုံးဖြစ်နေမှာပါ။ ီနေဆိုးတတိယဆွမ်းကတော့အတုံးပြူသူကိုချော်ရည်ဖြစ်ပြောင်းလဲစေနိုင်တာဖြစ်ပြီးချော်ရည်တွေကိုလိုဒလိုချင်းနဲ့ထိန်းချုပ်နိုင်စေပါတယ်။ဒီအသီးကိုတော့လူမိုးအများဆုံးရေတပ်ပုံမှုချုပ်ဖြစ်တဲ့အခိုင်းတို့ကနေစားခဲ့တာပါ။ဒီအသီးကတခြားလောကီယာသီးတွေမရှင်နိုင်တော့အောင်ကိုတိုက်ဆဲအားကောင်းနေတည်ပါ။အတုံးပြူသူကချော်ရည်တွေကိုထုတ်လွတ်တာပြစ်လွတ်တာခန္ဓာကိုယ်တစ်ခုလုံးကိုချော်ရည်နဲ့ကာကွယ်တာလက်သီးပုံကန်ချော်ရည်တွေကိုကောင်းကင်ဘော်ကိုလွတ်တင်ပြီးမီးတောင်ပေါက်ကွဲသလိုတိုက်ခိုက်တာစားတဲ့ချော်ရည်ဝေချီကန်နဲ့တိုက်ခိုက်မှုမှန်သမျှကိုပြုလုပ်နိုင်တာပါ။ ဒီအတည်းရဲ့စွာအားကြောင့်အသုံးပြုသူစီလာသမျှခြေတံတွေဓာရီလန်တွေအကုန်လုံးကပျော်သွားမှာဖြစ်တယ်လို့ဒီသမျှလူတိုင်းကလောင်ကျွမ်းသွားမှာဖြစ်ပါတယ်ဒါအပြင်ဒီသီးကလည်းဟီယာယီနိုမီလိုပဲကြိုးတကူလုံးကိုအမြဲတမ်းမီးလောင်နေအောင်ပြောင်းလဲနိုင်စွမ်းရှိပါ रे ဒီသီးမှာတော့ထွေထွေတူတူအားနည်းချက်ရည်လိုမရှိပါဘူးနံပါတ်၁ရာမယာမီနိုမီဒီသီးကတော့လော်ဂီယာမျိုးစားနတ်ဆိုးတည်တည်တွေထဲမှာစွမ်းအားကြီးဆုံးလို့နာမည်ကြီးတဲ့သီးပါ ဒီအသီးကိုတော့လက်ရှိမှာပင်လယ်အေဂရစ်တစ်ပါးဖြစ်တဲ့ Black Bear ကစားထားတာဖြစ်ပါတယ်။ဒီအသီးကလော်ကီယာမျိုးစားတွေထဲမှာအထူးခြားဆုံးလို့ပြောလို့ရပြီးအသုံးပြုသူကိုအမောင်တူကိုချဲလန်နိုင်တဲ့အစွမ်းကိုပေးပါတယ်။ဒီအသီးကဖန်တီးပေးလိုက်တဲ့အမောင်တူကမီဂိုးလိုအနက်ရောင်ငွေတွေဖြစ်ပြီးအသုံးပြုသူရဲ့ခန္ဓာကိုယ်ကနေတစင်ပေါ်ထွက်လာပါတယ်။အဲ့ဒီအမောင်တူဟာအရာအလုံးကိုဝါမျိုးဖျက်ဆီးဖြစ်ပြီးအသုံးပြုသူဟာအရာဝတ္ထုပစ္စည်းတွေတိုက်ခိုက်မှုတွေအပြင်တရှိတွေကိုပါဝါမျိုးဆုပ်ယူနိုင်ပါတယ် BlackBerry ဟာဒီအစွမ်းကိုသုံးပြီးမျိုးတစ်ခုလုံးအောင်ဆောက်ယူပစ်ပူပါရယ်။နောက်ထပ်ဒုတိယအကြိမ်အနေနဲ့ကတော့တခြားနတ်ဆိုးတစ်တီးအသုံးပြုသူကိုထိလိုက်တာနဲ့သူရဲ့နတ်ဆိုးတစ်တီးအစွမ်းကိုဆောက်ယူပစ်ပြီးပိတ်ချနိုင်တာပါ။ဒီအစွမ်းကြောင့်ပဲဒီအတီးက One Piece ကဘာမှာတော့အတ္တမဟာဆုံးနဲ့စွမ်းအားအကြီးဆုံးအတီးဖြစ်နေတာပါ။ဒါပေမဲ့လေဒီအတီးမှာလည်းအားနည်းချက်ရှိပါရယ်။အဲ့ဒါတော့အသုံးပြုသူရဲ့ခန္ဓာကိုယ်ကိုအမောင်တုဖြစ်တခြားလောကီယာတွေလိုမပြောင်းလဲပေးနိုင်တာပါ။အဲ့ဒါကြောင့်ဒီယာမယာမီနိုမီရဲ့အသုံးပြုသူကို ကြည်သံတွေဓာတ်တွေလက်နက်တွေကဟာကီမပါပဲဓာတ်ရိုက်ထိနိုင်ပါတယ်။ဒါကတော့ One Piece ကဘာတွေကအတ္တမအဆုံးလောကီယာမျိုးစားနတ်ဆိုးတည်တည်တွေအကြောင်းပဲဖြစ်ပါတယ်။ဘယ်နတ်ဆိုးတည်တည်ကိုအကြိုက်ဆုံးလဲအပြစ်မသားတကယ်ရှိရင်ဘယ်အသီးကိုစားချင်လဲဆိုတာကိုလည်း comment လေးမှာရေးပေးခဲ့ကြပါဦး။အခုလောအဆုံးကြီးချစ်ရှုပေးခဲ့ကြလို့အားလုံးကိုကျေးဇူးထူးပဲတင်ရှိပါတယ်။ဒေတာကောင်းတဲ့ content တွေနဲ့အတူပြန်လာခဲ့ပါမယ်။